အလုပ်ရှင်တွေအတွက်လိုအပ်နေတဲ့နေရာတွေမှာအရေးအချင်းပြည့်ဝတဲ့ဝန်ထမ်းတွေရရှိဖို့နဲ့အလုပ်ကိုင်းရှောက်ဖွေးနေသူတွေအတွက်အရေးအချင်းနဲ့ကိုက်ညီတဲ့အလုပ်ကိုင်းတွေရရှိဖို့စောင့်ရွက်ပေးနေတဲ့အလုပ်ကိုင်းအခွင့်အလမ်းရှောက်ဖွေးရေးအေဂျင်စီတစ်ခုဖြစ်တဲ့ Mind Job နဲ့ပတ်သက်ပြီးရုပ်သက်မှတ်တမ်းအနေနဲ့ MCN သတင်းတော်ဟင်းကိုကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဒီရွေးမှာဝန်ထမ်းလိုအပ်နေတဲ့ကုမ္ပဏီတွေဟာလိုအပ်ချက်နဲ့ကန့်ညီတဲ့ဝန်ထမ်းကိုရရှိဖို့အတွက် အခက်အခဲတွေကိုရင်ဆိုင်ရတာတွေရှိနေပါတယ်။အလုပ်ကိုင်ရှာဖွေသူတွေအတွက် တင်ယူတက်မြောက်ထားတဲ့အတွေ့အကြုံတွေသင်တန်းတွေနဲ့ပညာအရေးချင်းစရာတွေနဲ့ကပ်ညီတဲ့အလုပ်ကံတွေကိုရရှိဖို့အတွက်အလွန်တရာခက်ခဲနေတာပါဖွံ့ဖြိုးပြီးနိုင်ငံတွေမှာအသက်40အရွယ်အထိကိုယ်အရေးချင်းနဲ့ကပ်ညီတဲ့ကျန်းတဲ့တရာအလုပ်ကိုဝင်ရောက်လုပ်ကင်နိုင်ပေမဲ့ပြည်တွင်းမှာတော့အသက်28နှစ်ကျော်ရင်ဝန်ထမ်းအဖြစ်ခန့်ဖို့ဝင်လင်းနေတဲ့တာတွေရှိနေပါတယ်ဒီလိုအသက်အရွယ်ပိုင်းခြားကပ်တတ်မှုတွေဟာအရေးချင်းရှိပေမဲ့လူငယ်တွေအကြားတင့်တဲ့အလုပ်ကံရရှိဖို့အတွက်အဟံထားတစ်ခုဖြစ်နေတာပါ အသက်ငယ်ငယ်ဝန်ထမ်းတွေနဲ့အမျိုးသမီးဝန်ထမ်းတွေကတော့ဦးစားပေးခန့်အပ်ပြီးအရေးချင်းကိုဒုတိယဦးစားပေးခန့်အပ်နေတဲ့အချိန်မှာဘလောက်ပဲအရေးချင်းတွေပြည့်စုံနေပေမဲ့စာဝတ်နေရေးအစီအပြင်စီပဲအလောက်ကံရရှိဖို့အတွက်အလွန်တရာစ조사ရှာဖွေနေရတာပါ I'm from London as I said and there's two key differences မြန်မာနိုင်ငံလူငယ်တွေနဲ့နိုင်ငံတကာလူငယ်တွေကြားမှာအလုံးနဲ့ပတ်သက်ပြီးအရေးကြီးတဲ့ကွာခြားချက်နှစ်ချက်ရှိတယ် အဲ့ဒါတွေကမြန်မာလူငယ်အများစုကမိဘအုပ်ထိန်းသူတွေရဲ့စီမံခန့်ခွဲမှုအောက်မှာကိုယ်အလုံးကန်ခွင့်လန်းတဲ့ပညာရေးတွေကိုရှာဖွေလေးရှိတယ်။ကျွန်တော်ဆိုရင်လန်ဒန်ကလာတာပါ။လန်ဒန်မှာတော့လူငယ်တွေကများသောအားဖြင့်အလုံးသေးတကူကိုဝင်ရောက်တဲ့အခါမှာအဆင်သင့်ဖြစ်မနေတာမျိုးအလုံးနဲ့ဆိုင်နေတာမျိုးကြုံရလိမ့်မရှိကြအောင်။အဲ့ဒါဘာလို့လဲဆိုတော့ပြည်ပကလူငယ်တွေကကျောင်းသားအရွယ်တွေကကျောင်းပိတ်ရက်တွေမှာအလကားမနေပဲကိုယ်ပိုင်ဝင်ငွေရှာဖို့စူပါမားကတ်တွေမှာဖြစ်စေ၊ကုမ္ပဏီတွေမှာဖြစ်စေကိုယ်နဲ့တင်းတော်မယ်ထင်တဲ့အလုပ်ကိုရွေးချယ်ပြီးဝင်လုပ်တတ်ကြတယ်။ အဲ့ဒီအလေးချင်းကြောင့်သူတို့ရရှိလာတဲ့ကိုပိုင်ဝင်ငွေပေါ်မှာဘယ်လိုသုံးစွဲရမလဲဘယ်လိုစီမံခန့်ခွဲရမလဲနောက်ထပ်တိုးပွားအောင်ဘာလုပ်ရမလဲဆိုတာတွေဘယ်လောက်ကသူတို့နဲ့တင်းတော်မလဲဆိုတာတွေကိုအလိုလိုနားလည်ပြီးသားဖြစ်လာကြတယ်။မိဘတွေရဝင်ရောက်ဆုံးဖြတ်ပေးတာချုပ်ချယ်တာတွေမရှိဘဲနဲ့ကိုယ်ဆုံးဖြတ်ချက်နဲ့ကိုရွေးချယ်ကြတာဖြစ်လို့သူတို့တွေမှာအလေးချင်းတွေဖြစ်နေကြပါပြီ။ကြောင်းပြီးလို့တင်းတော်တဲ့နေရာတွေမှာအလုံးလောက်ကိုင်းတဲ့အခါမှာသူတို့တို့အထွေထူးခက်ခဲမရှိကြတော့ပါဘူး။နောက်တစ်ချက်ကသူတို့ကိုယ်တိုင်မှာလေးလာသိမှုလိုစိတ်ကလည်းဒီထက်ပိုပြီးတော့များပြားလာတာကိုတွေ့ရတယ်။ ဒီချက်ကပြည်ရဲနဲ့ပြည်ပါလူငယ်တွေအားမှာအဓိကကွာခြားတဲ့အချက်နှစ်ချက်လို့ပဲဆိုရမှာပါဒီလိုဝန်ထမ်းခေါ်ယူမှုမှာလိုအပ်ချက်တွေရှိနေသလို CVDM အလုတ်လျှောက်တာတွေဂျာနယ်ကနေအလုတ်လျှောက်ပေးတာတွေလက်ဆင့်ကမ်းပြီးနှိစက်ရောင်နဲ့တဆင့်အလုတ်လျှောက်ပေးတာတွေရှိပေမဲ့ဒါတွေဟာရှေ့ရိုးဆန်ပြီးအခြေခံအနေထားမှာပဲရှိနေတဲ့အလုတ်ကန်ရှာဖွေမှုပုံစံဖြစ်နေပါတယ်အားနည်းချက်တွေရှိနေတဲ့ဒီရန်ဒီယာကိုအဆင်ပြေချုံးမှုစီဖို့အတွက်ဝန်ထမ်းခေါ်ယူနေတဲ့အလုတ်ရှင်တွေနဲ့ အလုရှောက်ထားလူတွေကြားအကောင်းဆုံးနဲ့အဆင်ပြေချုံးဝေ့စေဖို့အင်တာနက်ဆာမျက်နှာတွေနဲ့ဝက်ဘ်ဆိုက်တွေမှာဆောင်ရွက်ပေးနေတဲ့ကုမ္ပဏီတွေရှိနေပါပြီ။ပြည်တွင်းမှာ2012ခုနှစ်ကတည်းကစတင်ပြီးအွန်လိုင်းကနေတဆင့်လုပ်ကိုင်ရှာဖွေရေးလုပ်ငန်းတွေကိုလုပ်ကိုင်ပေးနေတဲ့ mindjob.com.mn ဟာလည်းတခုအပါအဝင်ဖြစ်ပါတယ်။3 years ago when we started my jobs လွန်ခဲ့တဲ့သုံးနှစ်ကကျွန်တော်ဒီအလုပ်ကိုစလုပ်တော့အင်တာနက်သုံးတဲ့လူတွေကလူနည်းစုပဲရှိပြီးတစ်နေ့တစ်နေ့အင်တာနက်အသုံးပြုပြီးအလုပ်ရှာတဲ့လူဆိုတာအရင်နှဲပါခဲ့တာပါအခုတော့အဲ့လိုမဟုတ်တော့ပဲပြောင်းလဲတိုးတက်လာတာကိုဝမ်းသာစရာတွေ့ရပါတယ် online ကအလုပ်ရှာတဲ့နေရာမှာတချို့ကအဆင်ပြေပါမလားဆိုတဲ့ပူပန်မှုတွေနဲ့ပြေစုံပါမလားဆိုတဲ့စိုးရိမ်စိတ်တွေရှိနေပါတယ်မြန်မာလူတွေကအလုံးလျှောက်တာနဲ့စပြီးလူကိုယ်တိုင်တွေ့ပြီးမေးမြန်းကြင်ကြတာရှားပွေကြင်တာကိုအားသင့်ပါတယ်။ဒီနေရာမှာပြောလို့ရတာက online ကအလုံးလျှောက်တယ်ဆိုတဲ့နေရာမှာလက်လွတ်စပယ်မဟုတ်ပဲ ကျွန်တော်တို့တင်ထားတဲ့အလုပ်လိုအပ်ချက်ကနေကိုယ်နဲ့ကန့်ကျင်မှုရှိမရှိအရင်ကြည့်ရပါမယ်။ပြီးတဲ့အခါမှာအလုပ်လျှောက်လို့သူရဲ့အကိုရဲ့အချက်လက်တွေကိုအီးမေးလ်ကတစ်ဆင့်ပေးဖို့လျှောက်ထားနိုင်ပြီးကျွန်တော်တို့ဘက်ကလည်းလိုအပ်တဲ့အကြံဉာဏ်တွေအလုပ်လျှောက်လာဖို့ဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့အကြံဉာဏ်တောင်းခံနိုင်ပါတယ်။ online ကနေအလုပ်ကိုင်းတွေကိုရှာဖွေပေးနေတာဖြစ်ပြီးမိုင်းကျော့ရဲ့ internet ဆာမျက်နှာနဲ့ website တွေမှာစွရင်ကိုင်း၊စီမံခန့်ခွဲရေးရာနဲ့ engineer စတဲ့အလုပ်ကိုင်းခွင့်လန်းတစ်ထောင်ကျော်ကိုတင်ပေးထားတာဖြစ်ပါတယ်။ နိုင်ငံပေါင်းစုံကနေ24နိုင်ငံဝင်ကြည့်နိုင်ပြီးအလုပ်လျှောက်ထားသူတွေဟာမိမိတို့ရောက်ရှိရာနေရာကနေကွန်ပျူတာတွေ laptop တွေနဲ့ပဲဖြစ်စေမိုဘိုင်းဖုန်းနဲ့ပဲဖြစ်ဖြစ်အလုပ်ကံရှာဖွေနိုင်မှာပဲဖြစ်ပါတယ်။အဲ့ဒီအတွက်ဝန်ဆောင်ကပေးကြရမလို့တို့လိုအပ်မှုတွေရှိနေတဲ့အလုပ်လျှောက်ထားတွေကိုလည်းတေချာစစ်စစ်ပြီးပြန်လည်ပြင်ဆင်ခိုင်းတာတွေလည်းရှိနေတာပါ။ If this is the first job that you're applying for, you might have a lot of questions. ပထမဆုံးအနေနဲ့အလုပ်လုပ်မဲ့လူတယောက်အတွက်ထားရှိရမယ့်စိတ်ဓာတ်အလုပ်စားလျှောက်ပြီဆိုတာနဲ့ဒီလောက်ကကိုယ့်အတွက်ဘာအကျိုးမြတ်ရနိုင်မလဲ ီလုံးကကို့အတွက်အကျိုးများဘာရနိုင်မလဲမျှော်မှန်းရမှာဖြစ်တယ်လို့ဒီလုံးကိုရောကို့ဘက်ကဘာတွေအကျိုးပြုနိုင်မလဲဆိုတဲ့စိတ်မျိုးလေးထားရမှာဖြစ်ပါတယ်ကျွန်တော်တို့စီမှာအလုံးလာလျှောက်ပြီးဆိုရတယ်လူတယောက်ကိုအနေဆုံးအဆင့်ကနေအမြင့်ဆုံးအဆင့်ထိသူနဲ့လက်ရောညီတွေရှိတဲ့သင်တန်းတွေပေးပါတယ်နိုင်ငံတကာကိုဝင်ဆက်လာမယ့်ဒီသင်တန်းတွေကိုစိတ်ပဝင်စားစားနဲ့တက်မယ်ဆိုရင်ထိုက်တဲ့နဲ့အရေးသေးတွေလည်းတိုးတက်လာမှာဖြစ်ပါတယ်တင်နန်းတွေကပြည်ရင်းမှာပေးတဲ့တင်နန်းတွေရှိသလိုပြည်ပမှာသွားတက်ရတဲ့တင်နန်းတွေလည်းရှိပါတယ် အမှန်တကယ်အလုပ်ကိုချင်းမြတ်နိုးသူတွေအနေနဲ့တော့လေးလာတင်ယူရမှာမကြောက်ဘူးလေလိုရလို့လည်းအကြံပေးခြင်းပါတယ်။အလုပ်လာရောက်ရှောက်ထားသူတွေဟာအခြေခံဝန်ထမ်းကဆလို့မန်နေဂျာအစ်စ်နှစ်တိုင်အောင်ကိုလိုမဲ့အလုပ်ကိုင်းနဲ့ကန့်ညီတဲ့ရေသွေးတွေရရှိဖို့လုံလောက်တဲ့လေ့ကျင့်မှုတွေရှိထားဖို့လည်းလိုအပ်ပါတယ်။အခုအချိန်မှာနိုင်ငံတကာကကုမ္ပဏီကြီးတွေကဝင်ရောက်လာဖို့ရှိသလိုပြည်တွင်းကုမ္ပဏီတွေအနေနဲ့လည်းနိုင်ငံတကာအစ်စ်မီလုပ်ငန်းတွေတိုးချဲ့ဖို့ရှိနေကြတာပါ။အဲ့ဒီလိုအလုပ်ကိုင်းခွင့်လန်းတွေရှိလာတဲ့အချိန်မှာ ကိုနဲ့ကန့်ညီတဲ့အလုပ်အတွက်လိုအပ်တဲ့အရေးအသွေးတွေရှိနေဖို့ကြိုတင်လေ့လာထားဖို့လည်းလိုအပ်နေတာပဲဖြစ်ပါတယ် When you're applying for your job for the first time it's really important when annual လောလာကြောက်တဲ့အခါမှာရေးစရာကောင်းတဲ့လွဲကြုံမှုတွေနဲ့ကြုံတွေ့ရတာတွေလည်းရှိပါတယ်ပထမဆုံးအနေနဲ့အလုပ်လျှောက်လာတွေမှာမလိုအပ်ဘဲနဲ့အရှိရေးရေးထား အရေးမကြီးတဲ့အသေးစိတ်ချက်လက်တွေထည့်ရေးပြီးအလုံရှောက်လာတွေကိုရှေ့အောင်ရှုပ်ထွေးအောင်ရေးသားထားရည်တွေ့ရတယ်။နိုင်ငံတကာကအလုံခေါ်ဆိုသူတွေလုပ်ငန်းရှင်တွေကအလုံရှောက်သူရဲ့သွေးမျိုးစားတွေခန္ဓာဘောအမှတ်သားတွေကိုကြည်လဲမကြည့်သလိုစိတ်လဲဝင်စားကြပါဦး။သူတို့လိုချင်တာကလုပ်ငန်းနဲ့ကိုက်ညီတဲ့အရေးချင်းရှိမရှိကိုသာအဓိကထားပြီးကြည့်ကြတာပါ။ဒါကြောင့်လေအလုံးလျှောက်တဲ့နေရာမှာတကယ်လိုအပ်တဲ့အချက်လက်တွေကိုထည့်ရေးဖို့နဲ့လုံးဝမလိုအပ်တဲ့အရာတွေကိုဖယ်ထားခဲ့ဖို့လည်းလိုပါတယ်။ နောက်ထပ်အရေးကြီးတဲ့အချက်ကတော့အင်တာဗျူးလာရောက်ပြေဆိုသူတွေရဲ့အဝတ်အစားတွေနဲ့ပြင်ဆင်ပုံတွေပါ။သွားမတိုက်ပဲလာတာ၊ရေမချိုးပဲလာတာ၊ခေါင်းမပြီးပဲလာတာ၊တွန်းချိန်နေတဲ့အဝတ်အစားတွေကိုဝတ်လာတာတွေကအလုံရှင်တွေကိုစိတ်ပျက်စေနိုင်ပါတယ်။အလုံရှောင်းမဲ့လူတယောက်ကတကိုယ်ရည်တန်ရှင်းမှုနဲ့တည်ရဲမှုကိုလည်းဦးစားပေးရပါတယ်။ Jeans တို့ blouse တို့ကိုဝတ်ဆင်မှုရှောင်ရှားတဲ့မှာနိုင်ငံတကာမှာတော့ဒီအချက်တွေကိုကြည့်ပြီးအရေးသွေးတရအဖြစ်ထည့်သွင်းစဉ်းစားလေးရှိကြတယ် ကျွန်တော်တို့ကုမ္ပဏီရဲ့အင်တာနက်စာမျက်နှာပေါ်မှာအလောက်ကိုင်းအခွင့်အလမ်းတွေကိုဝင်ရောက်ရှာဖွေနိုင်တယ်လို့နောက်ပိုင်းမှာတော့မြန်မာပြည်မှာလူကြိုက်အရမ်းများတဲ့ Facebook ပေါ်မှာလည်းစာမျက်နှာတစ်ခုအဖြစ်ထပ်မံဖွင့်လှစ်ထားတာပါကျွန်တော်တို့ရဲ့အင်တာနက်စာမျက်နှာအလောက်ကိုင်းရှာဖွေအေဂျင်စီတွေကပထမဆုံးအင်တာနက်စာမျက်နှာလည်းဖြစ်ပါတယ်အလောက်ကောင်းကောင်းရဖို့ဘဝတိုးတက်ဖို့အတွက်ကျွန်တော်တို့ဘက်ကတာဝန်ယူသလိုအလောက်လျှောက်သူတွေအနေနဲ့လည်းဒီအလုံးနဲ့ထိုက်တန်တဲ့အရေးသွေးတွေရှိအောင်တာဝန်ယူပေးနိုင်ဖို့လိုပါတယ်မြန်မာနိုင်ငံမှာလူဦးရေတန်းကျောင်းဆယ်ရှိရတဲ့မှာ အလုံးလုံးနိုင်တဲ့ပညာတတ်လူငယ်တွေအတွက်ကျွန်တော်တို့ကုမ္ပဏီကအလုံးကန်ခွင့်လန်းတွေကစောင့်ကြိုလျက်ရှိနေပါတယ်။မန်ဂျောရဲ့ internet ဆာမျက်နှာပေါ်မှာ follower 9000ကျော်ရှိနေတာဖြစ်ပါတယ်။အလုံးလျှောက်ပွေသူဦးရီကတနေ့ကို9000ကျော်ရှိနေပြီးဒီဇင်ဘာကတိုးတက်လာမယ်လို့လည်းသူတို့ကမျှော်လင့်နေတာပါ။ပြည်တွင်းကအလုံးကန်လျှောက်ပွေရေး agency တွေအနေနဲ့အလုံးလာလျှောက်သူတွေအပေါ်မှာကြိုးစားမှုတွေရှိဖို့လိုအပ်တယ်လို့အလုံးလျှောက်သားသူတွေအနေနဲ့လည်းထိုက်တဲ့နဲ့ပြင်ဆင်မှုတွေနဲ့ အလုပ်ကိုစိတ်ပါဝင်သားမှုတွေရှိနေရမှာဖြစ်ပါတယ်။ဒါမှလည်းအပြန်အလှန်ယုံကြည်မှုတွေတည်ဆောက်လို့ရကြမှာပါ။ဒီလိုဆောင်ရွက်မှုတွေကနေအလုပ်ကန်ခွဲလန်းတဲ့ပုံမှုတိုးတက်လာမှာဖြစ်သလိုဒီထက်ပိုပြီးလဲဘွဲရပညာတဲ့အလုပ်ကန်ရှာဖွေမှုပြဿနာကိုဖြေရှင်းနိုင်မှာပဲဖြစ်ပါတယ်။အွန်လိုင်းဘွဲကနေအလုပ်ကန်ရှာဖွေမှုဟာဤပညာဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှပုံမှုလွယ်ကူလာလိမ့်မယ်လို့လည်းမျှော်လင့်နေရတာပဲဖြစ်ပါတယ်ခင်ဗျာ။